တော်လန်ရေးအခြေခံပြဿနာအတွင်ကူပြောင်းရေးကာလမှာတုန်းကလေရေပုံရပြဿနာတွေရှိခဲ့တယ်။မြမနိုင်ငံရေးနောက်ကျောင်း ပြန်တော့လေရေပုံရပြဿနာတွေထက်ရှိလာပြန်ပါတယ်။ရေပုံရပြဿနာတွေတဲကအကြောင်းတစ်ခုကတော့စပိဖြစ်ပါတယ်။တော်လန်ရေးကိုမြန်စေခြင်းနဲ့ညံ့ညံ့ပြီးစေခြင်းနဲ့တော်လန်ရေးမြန်မြန်ပြီးရင်ရခင်ကလိုလုပ်စရာရှိတာတွေပြန်လုပ်မယ်။ ကိုလုတ်ကို ပြန်လုတ်ချင်လာပြီကိုတက်ခဲ့တဲ့เจ้าကိုပြန်သွားကျင်လာပြီကိုနေတဲ့နေရာကို ပြန်ကျင်လာပြီကိုမိဆွေတငယ်ချင်းတွေနဲ့ပြန်ဆောင်ကျင်ပြီကိုထိုင်နေကြလက်ဖဲရည်ဆိုင်လေးမှာအေးအေးလူလူပြန်ထိုင်ပြီးခင်မောင်တိုးနဲ့ဆိုင်းကြီးဆိုင်တဲ့ချင်းလေးညီးကျင်ပြီအားလုံးမှာစံတကိုစီအားလုံးမှာညှော်လင်းချက်ကိုစီနဲ့ပေါ့ဒီကြားထဲမှာတော်လန်ကြီးရှေ့ရောက်ချင်းစောနဲ့အားမလို့အားမရဖြစ်ပြီး ဒေါ်လန်ရေးကဦးဆောင်နိုင်ငံရေးအဖွဲ့အစည်းကိုစားပြုအဖွဲ့အစည်းတွေကိုဆဲဆိုတာအပြစ်တင်တာစိတ်ပြက်တာမမျော်လင့်ကျင်တော့တာစသဖြင့်စိတ်ခံစားချက်တွေပေါ်လာကြပါတယ်ဒါဟာတဘာဝဖြစ်ပါတယ်ဒီတော့ဒေါ်လန်ရေးကိုမြန်ကျင်သူနဲ့ဒေါ်လန်ရေးမှာသွေးအေးသွားမှာစိုးရိမ်သူတွေစသဖြင့်တွေ့နေရပါတယ်လူတိုင်းဟာတဏှာဖြင့် ဓမ္မဘတ်တော်သားပြည်သူတိုင်းဟာတော်လန်ကြီးကိုမျက်မျက်အောင်မြင်ပြီးစီးကျင်ကြတာပါပဲဒါပေမဲ့နိုင်ငံရေးရဲ့သဘောတော်လန်ရေးရဲ့သဘောလက်နက်ကင်လန်းစင်ရဲ့ပုံစံကမြန်တဲ့အရာတွေရှိသလိုတိမ်တိမ်မွေ့မွေ့ချင်းချင်းလုံနေရတာတွေလည်းရှိပါတယ်ဒါကိုလူတော်တော်များများနားလည်မယ်ထင်ပါတယ်နားလည်ရဲဆိုုံတော့စိတ်ခံစားချက်အရာဒီမခံနိုင်တာတွေရှိပါလိမ့်မယ်ဒါကလည်း တော်လန်ရေးတိုင်းမှာကြုံရတဲ့ဖြစ်ရင်ပါပဲတစ်ချက်သေးနဲ့ကျင်းဝင်နေဆိုတာ မရှိပါဘူးနာဝတနာဖလိုစစ်စိုးရတွေလက်ထက်မှာတော့တစ်ချက်သေးနဲ့ကျင်းဝင်နေဆိုတဲ့စာသားကိုအစိုးရဝါဒဖြန့်တဲ့ဇာတွေမှာအမြဲတမ်းလိုလိုမကြခဏတွေ့ခဲ့ရပါတယ်တကယ်တော့တော်လန်ရေးမှာတစ်ချက်သေးနဲ့ကျင်းဝင်နေဆိုတာ မရှိပါဘူး ပြည်သူရဲ့တစ်ချက်တည်းသောရိုက်ချက်နဲ့စစ်အာဏာရှင်ဟာတည်ခြင်းဝင်သွားတယ်ဆိုတာ မရှိဘူးအချက်ပေါင်းများစွာထိုးနှက်မှသာကျင်းဝင်မှာဖြစ်ပါတယ်စစ်ဆိုးရလက်ထက်တွေမှာပဲတစ်ချက်ထက်ကျင်းဝင်နေဆိုတာရှိပါတယ်ဒေါ်လန်ရေးမှာတစ်ချက်ထက်ကျင်းဝင်နေဆိုတာမရှိဘူးဒေါ်လန်ရေးမှာအချက်ပေါင်းများစွာတစ်ဖြည်းဖြည်းချင်း ရုတ်တရက်အဆိုင်ကိုပြင်းရှာရှာခပြင်းပြင်း ရိုက်ချက်ပေါင်းများစွာကိုဇွန်းနဘဲနဲ့ထုချေရိုက်ချိုးဖြက်စည်းမှသာ အာနာရှင်အဆောက်အုံမှာ ပြိုလဲပြတ်သုံးသွားမှာဖြစ်ပါတယ်။တော်လန်ကြီးမှာအချက်ပေါင်းများစွာ ရှိပါတယ်။လူရုလူရုစန္ဒပြပွဲတွေဟာ လူရုရဲ့ပြင်းထန်သော ရိုက်ချက် CRM လို့ခေါ်တဲ့ပြည်သူအာဏာဖီဆန်ကြီးလှုပ်ရှားမှုဟာလူရုရဲ့ပြင်းထန်သော ရိုက်ချက် နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေဟာနိုင်ငံတကာရဲ့ပြင်းထန်သောရိုက်ချက်စစ်တပ်ပိုင်းကုန်ပစ္စည်းတွေကိုတပိတ်မှောက်တာဟာလူတို့ရဲ့ပြင်းထန်သောရိုက်ချက်အထွေထွေတပိတ်တွေဟာလူတို့ရဲ့ပြင်းထန်သောရိုက်ချက်ဒလန်ရှင်းလင်းရေးတွေဟာလူတို့ရဲ့ပြင်းထန်သောရိုက်ချက်လက်နက်ကိုင်အင်အားစုတွေရဲ့ထိုးစစ်တွေဟာစစ်ကောင်စီအတွက်ပြင်းထန်သောရိုက်ချက်လွတ်တော်ကိုစားပြုကော်မတီဟာလူမှုကင်ထားတဲ့တုတ်ကြီးကြီးပါ အမျိုးသားညီညွတ်ရေးအစိုးရဟာလူထုကင်ထားတဲ့ဓာတ်ထက်ထက်ပါလက်နက်ကင်လှုပ်ရှားမှုတွေဟာအဆုံးသက် အမြင့်ဖြုတ်ပွဲရဲ့လမ်းစဉ်ပါဒေါ်လန်ကြီးမှာအချက်ပေါင်းများစွာအကြိမ်ပေါင်းများစွာစင်စက်မပြတ်အဆက်မပြတ်ဇက်တိုက်ဇက်တိုက်ထက်ခါထက်ခါကြိမ်ပန်များစွာဒူးလိုက်တယ်လိုက်အုံလိုက်ကျင်းလိုက်တောင်လိုပြိုစင်းရေလိုတွန်းကန်ဘုံတိုင်းလိုတိုက်ခတ်လိုင်းလိုစင်ငါစင်ငါ အစ်စ်လိုတိုက်စားတမ်းမနိလိုမာကျော် လေလိုလှင်းမြန်ဆင်လိုကြီးမာမီးလို ပြင်းရှားရမှာပါတော်လန်ရေးမှာတက်လုံးကိုခံအားဆွဲနှပဲဒီဇိုင်းမမတ်အတိတတိစတာတွေကအခြေခံလိုအပ်ချက်တွေပါအာနာရှင်အမြင့်ဖြုတ်ပွဲဆိုတာထင်တယ်လို့တော့မလွယ်ပါဘူးလွယ်တာတွေလည်းရှိတယ်လွယ်တာတွေအရင်လုပ်ရင်ပေါ့အနည်း အမြန်အသိမွေဆုံးကင်တွေရမယ့်အရာတွေတဖြည်းဖြည်းချင်းလွယ်ကူထိရှားနိုင်တာတွေကိုတော့လင်းလင်းမြန်မြန်အားလုံးကိုစပီတင်လိုက်လို့လည်းမဖြစ်ပါဘူးတချို့ຢာတွေကစင်ချင်းစီတချို့ຢာတွေကချက်ချင်းလန်ငင်းတချို့ຢာတွေကတိတ်မကြခင်တချို့ຢာတွေက လက်တလောတချို့ຢာတွေကမဝေးသောအနာဂတ်မှာလမ်းနေထားကိုမကြည့်ပဲ စပီကိုတင်ငင်တိုင်းတင်လိုက်ရင်ပြဿနာရှိနိုင်ပါတယ်။ပြေလန်းမှာဒိတ်နိုင်တယ်၊မှောက်နိုင်တယ်။တချို့လုပ်ငန်းစဉ်တွေကိုပါကမောက်ကမဖြစ်နိုင်ပါတယ်။လျံမြန်လောက်ရမယ့်အရာတွေကိုခဏနေခက်ဖြည်းဖြည်းနဲ့ဤလေးဆွဲပြီးလုပ်နေရင်လည်းအလုံးဖြစ်နိုင်။ဒွေအေးနိုင်တယ်။ဖမင်းအိုးကိုဖျောင်းနိုင်ပြီးနဲ့တဲတယ်လို့ဖြစ်သွားနိုင်တာပေါ့။တချို့ကိုရှားမိလို့မိပြင်းတိုက် တချို့ကိုကောက်ရိုးမိလို့ရှို့ပြီးတချို့ကို စီမီလို့ထုံညိထားတချို့ကိုငရဲမိလို့တိုက်စားပေါ့ဘယ်နေရာမှာဘယ်ကဏ္ဍမှာဘယ်ချိန်မှာဘလို့ပုံစံနဲ့ဘလို့နီးကိုတုံးပြီးဘသူကလုံမယ်ဆိုတာအခြေအနေနဲ့ရေကန်မြေကန်တွေကဆုံးဖြတ်တာပါမဟာဗျူဟာနဲ့ရီမန်းချက်မှာတော့တော်လန်ကြီးမှာဗဟုလိုပါတယ်နီနာနဲ့တုံ့ပြန်မှုမှာတော့တော်လန်ကြီးမှာဘဟုမလိုပါဘူး အချို့နေရာတွေမှာဘူကကင်တာတချို့နေရာတွေမှာသူနီးသူဟန်တိုင်းတီထွင်ကြံစတုံပြန်လွန်လှန်ပေါ့ဒီသဘောတွေပဲဖြစ်ရမယ်ထင်ပါတယ်ကာမောင်းတယ်လို့တော်လန်ရေးခီးကကာမောင်းတယ်လို့ပါပဲတချို့နေရာတွေမှာလီဘာတင်တချို့နေရာတွေမှာအရှိန်လျှော့တချို့နေရာတွေမှာဘရိတ်ဖန်တချို့နေရာတွေမှာဂီယာအကြီးတချို့နေရာတွေမှာပုံမှန် တစ်စချိုးအကွေတွေမှာဆိုရင်တော့ break liver ပြောကစားပေါ့အချိုးကွေတွေမှာဆိုရင်တော့ liver တိတ်တင်လို့မတင်ဘူးမဟုတ်လားကာကွယ်စင်မခုခံစစ် ခုခံစင်မပျောက်ကြစစ်ပျောက်ကြစင်မထိုးစစ် ထိုးစစ်မလူရုစစ်လူရုစစ်မတရားတော်စစ်ဆိုတဲ့အကြောင်းလေးကို တင်ပြလိုက်ရပါတယ်ခင်ဗျာ